တာလီစွာပါဒီကနေ့နိုဝင်ဘာလ3ရက်နေ့နရီဇရာရခိုင်သတင်းဌာနရဲ့နောက်ဆုံးရရှိထားတဲ့သတင်းတွေကိုကျမဟန္နာကတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ဒီကနေ့တင်ဆက်ပေးသွားမယ့်သတင်းတွေကတော့ကြောက်ဖြူတိုက်ပွဲမှာမြန်မာစစ်တပ်ကကြီးရည်လေးသုံးပြီးအေအေကိုအပြင်းအထန်ထိုးစစ်ဆင်နေပေမဲ့အကြအဆုံများပြီးရှေ့မတိုးနိုင်ဖြစ်နေတဲ့သတင်း အာစာဖမ်းသွားတဲ့ကင်းချောင်းကျွော်သား၃ယောက်ကို၁ရက်လောက်ကြာလာပြီးမှရှာမတွေ့သေးတဲ့တရင်နဲ့လေချောင်းရံကိုစိုးရိမ်ရပြီးမှသူများရက်ရွာမှာရေရှည်ရက်တည်နေထိုင်ဖို့မဖြစ်နိုင်တဲ့အတွက်ဂွားမြူနဲ့စစ်ဘေးရှောင်တို့ချို့နေရက်ပြန်တဲ့တရင်တွေအပြင်စိတ်ဝင်စားစရာတရင်တွေကိုတင်ဆက်ပေးသွားပါမယ်။ ကျဖြူမျိုးနယ်ကအာရခတက်တော်ထိန်းချုပ်ထားတဲ့နေရာတွေကိုကြီးရီလီပောင်းပြီးအကြံဖက်စစ်တပ်ကအပြင်းအထန်ထိုးစစ်ဆင်နေပေမဲ့လည်းအကြအဆုံများပြီးရှေ့မတိုးနိုင်ဖြစ်နေတယ်လို့စစ်ရေးသတင်းရင်းမြစ်တွေကဆိုပါတယ်။ အကျန်းဖက်စစ်တပ်ဟာကြောက်ဖြူမှာအေးအေးထိန်းချုပ်ထားတဲ့နေရာတွေကိုပြန်လည်ရရှိနိုင်ဖို့ကုန်းထိုးစစ်စင်တိုက်ခိုက်နေပေမဲ့တကယ်မြေပြင်မှာစစ်တပ်ကအကြအဆုံအရင်များကထင်တလောက်တိုးမပေါက်နိုင်ဖြစ်နေတာပါနောက်ဆုံးပေါ်စစ်လက်နဲ့ပစ္စည်းတွေနဲ့ထက်မှန်ထိုးစစ်ဆင်နေပေမဲ့ဆက်လက်အခောင်အထည်ဖို့မနိုင်ပဲဖြစ်နေတယ်လို့ဒေတာရင်စစ်ရေးသတင်းရင်းမြစ်တစ်ခုကနရီဇရာကိုပြောပါတယ် တိုင်းခြားရွာကိုထိုးစစ်ဆင်လာတဲ့အကြံဖက်စစ်တပ်စစ်ကြောင်းဟာလည်းအလောင်းတောင်မကောက်နိုင်ပဲတပ်ဆုပ်ပြီးခဲ့ရတယ်လို့ဆိုပါရယ်အကြံဖက်စစ်တပ်ဟာမြေပြင်ကဆိုရင်လဲဒရုန်းတွေလွတ်ပြီးတိုက်တယ်လို့ဒုံးကျည်တွေနဲ့ပါကျဲချနေပေမဲ့အေအေကလည်းအပြောင်မြောက်ဆုံးနဲ့အကောင်းဆုံးခုခံတိုက်ခိုက်နေတယ်လို့ဆိုပါရယ် အော်တိုဝါ30ရဲ့ညနေပိုင်းကကြောက်ဖြူမျိုးနဲ့ဇင်းချောင်းဘုံဘွေကျွော်ကိုတိုက်ပွဲဖြစ်တာတစုံတရာမရှိပဲဂျက်ဖိုက်တာနဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာဟာစစ်တပ်ကအကြအဆုံများနေလို့အညူအတိနဲ့တိုက်ခိုက်တာလို့စစ်ရေးလေလာသုံးသပ်သူတွေကသုံးသပ်ကြပါတယ်။ကြောက်ဖြူမျိုးနဲ့တိုင်းချောင်းကျွော်ကိုအင်အားတရာကျော်နဲ့နောက်ထပ်တဖန်စစ်ကြောင်းထိုးတက်လာတဲ့စစ်ကြောင်းဟာလည်းဇိုင်ချောင်းကျွော်အကျော်မှာအပြက်အသက်ချိန်မုန်းခံလိုက်ရတယ်လို့ဒေသခံတွေစီကသိရပါတယ်ရှင်။ မွတ်စလင်လက်နက်ကိုင်အာစာအဖွဲ့ကဖမ်းဆီးသွားတဲ့မောင်တော်မြို့နယ်တောင်ပိုင်းကင်းချောင်းကျွော်ကအမျိုးသမီးငယ်တယောက်အပါအဝင်ရွာသား၃ယောက်ကိုလိုက်လံရှာဖွေနေကြတာ၁၀ရက်လောက်ရှိပြီဖြစ်ပေမဲ့ရှာမတွေ့ရသေးဘူးလို့ရွာသားတွေကနရစရာကိုပြောပါတယ်အေးအေးတက်ဖွဲ့နဲ့ရွာသားတွေပေါင်းပြီးတော့နေ့တိုင်းလိုလိုလိုက်ရှာနေကြပြီမဲ့ဘာအဆအနမှလည်းမတွေ့ရသေးဘူးလို့ကင်းချောင်းစီရော်ကမိန့်ပါတယ် အသက်မပြည့်သေးတဲ့လေးတန်းကျောင်းသူလေးတယောက်အပါအဝင်နွားကျောင်းသွားကြတဲ့ကင်းချောင်းကျွာသား၃ယောက်ကိုအာစာအကျန်းဖက်အဖွဲ့ကအောက်တိုဘာလ24ရက်မှာဖမ်းဆီးသွားခဲ့တာပါ အာစာအဖွဲ့ရဲ့ဖမ်းဆီးခြင်းကိုခံခဲ့ရတဲ့သူတွေကတော့ကင်းချောင်းကျွရွာကအသက်၁၀နှစ်အရွယ်လေးတန်းကျောင်းသူမတ်ငိမ့်စန်တာအသက်၂၂နှစ်အရွယ်မောင်ထွန်းအေးနဲ့အသက်၄၀အရွယ်ဦးပါထွန်းတို့ဖြစ်ကြပါတယ်။ရွာသားတွေနဲ့အာရခတပ်တော်လုံခြုံရေးတပ်ဖွဲ့ဝင်တွေကမေယူတောင်ကိုတောင်းနှင်ပြီးလိုက်ရှာနေကြပေမဲ့လည်းအစာအနာရှာမတွေ့သေးဘူးလို့ဆိုပါတယ်။မွ슬င်လက်နက်ကိုင်အကြမ်းဖက်အာစာအဖွဲ့ဟာဘူးတီတောင်နဲ့မောင်တော်ဒေတာကမွ슬င်မဟုတ်တဲ့ဌာနေတိုင်းရင်းသားတွေကိုမကြာခဏချုပ်ခိုးတိုက်ခိုက် ိုက်တာပြန်ပေးဆွဲတက်ဖြတ်တာတွေကိုကျူးလွန်နေလို့ဒေသခံတွေဘေးကင်းလုံခြုံရေးအတွက်စိန်ခေါ်မှုတရက်ဖြစ်နေကြတယ်လို့ဆိုပါတယ်ရှင်။ကွားမြို့နယ်မှာလေကြောင်းရံကိုစိုးရိမ်စရာရှိသေးပေမဲ့လည်းသူများနေရာဒေသမှာရေရှည်ရက်တည်နေထိုင်ဖို့အခက်အခဲတွေများစွာရှိနေတဲ့အတွက်ကွားမြို့နယ်ကစစ်ဘေးရှောင်တချို့ဟာနေရက်ကိုပြန်လည်ဝင်ရောက်လာကြတယ်လို့သတင်းရရှိပါတယ်။ လေရင်နေနေတိုင်းဝဲနေပေမဲ့ရည်ရှိကြတော့ဘလို့မှသူများနေရာမှာအဆင်မပြေတော့ဘူးလို့စစ်ဘေးရှောင်အမျိုးသမီးတယောက်ကပြောပါတယ်အရင်ကထက်ဆိုင်ရင်တော့နည်းနည်းနေထိုင်လို့ရတဲ့အနေအထားတစ်ခုဖြစ်လို့ပြန်လာကြပေမဲ့စိုးရိမ်မှုတော့ရှိသေးတယ်လို့သူက ဆိုပါတယ်။ရခိုင်စစ်ဘေးရှောင်နေအေယာဝတီတိုင်းမှာခေတ္တစစ်ဘေးရှောင်နေတဲ့အချိန်တက်ဆိုင်ရာမြို့နယ်ရက်ွက်ကျေးရွာအုပ်ချုပ်ရေးမှုအာဏာပိုင်တွေကဒုက္ခရောက်နေသူတွေကိုကူညီရမယ့်အစားအဲ့စင်ရဲ့အကြောင်းပြပြီးငွေညစ်တာတွေလှောက်ဆောင်နေတာပါ။ ဒါအပြင်အေအေနဲ့ဆက်ဆက်တယ်လို့မတရားဆွဆွဲဖန်ဆီးပြီးထောင်ချတာကျေးရွာတွေမှာနေထိုင်ခွင့်မရအောင်ချိန်ချအနိုင်ကျင့်တာအသင်းအဓမ္မနှင်ထုတ်ပြောင်းရွှေ့မှုတွေနဲ့အလုတ်လုတ်ကင်ခွင့်တွေကိုပါပိတ်ပင်ထားတာတွေလည်းပြုလုပ်နေတယ်လို့ဒေတာကန်တွေကဆိုပါတယ်နိုဝင်ဘာ၂ရက်နေ့မှာဂွားမြို့နယ်အတွင်းကစစ်ဘေးရှောင်တချို့နေရပြန်လည်ဝင်ရောက်လာတာဖြစ်ပြီး ULA ရဲ့အုတ်ချုပ်ရေးပိုင်းနဲ့ဒီလက်ကကုညီဆောင်ရွက်ပေးခဲ့ကြတယ်လို့သိရပါဗျ။ ရခိုင်စစ်ဘေးရှောင်အများစုဟာအေယာဝတီတိုင်းမှာစစ်ဘေးရှောင်နေရတဲ့အချိန်စစ်ဘေးရှောင်စခန်းလို့တတ်မှတ်ထားတဲ့နေရာမရှိတလောက်နေပါတာကြောင့်ဆွေမျိုးတွေအတိမိတ်ဆွေတွေရဲ့နေအိမ်တွေဖုန်ကြီးကျောင်းတွေစတင်ကျောင်းတွေမှာတဲခိုနေထိုင်ခဲ့ကြရတာပါရှင်။လေရင်တွေနေ့တိုင်းဝဲနေပေမဲ့ရေရှည်ကြတော့ဘလို့မှသူများနေရာမှာအဆင်မပြေတော့ဘူးလို့စစ်ဘေးရှောင်အမျိုးသမီးတစ်ယောက်ကပြောပါရယ်။ ဒီကနေ့ရရှိထားတဲ့ရခိုင်သတင်းတွေကိုတင်ဆက်ပေးခဲ့တာပါဆက်လက်ပြီးတော့ပြည်တွင်းနဲ့နိုင်ငံတကာသတင်းတွေကိုတင်ဆက်ပေးသွားပါမယ်ရှင်ပြည်ရင်းသတင်းသဘောက်အနေနဲ့ကတော့နိုင်ရီကံပြူဟာကုန်းတိုက်ပွဲမှာအကျန်းဖက်စစ်တပ်တပ်ဖွဲ့ဝင်26ဦးအရှင်ဖမ်းမိပြီးလက်နက်ခဲယမ်းတချို့သိမ်းဆည်းရမိခဲ့တဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။ ရခိုင်မကွေအန်ယိုးဘော်ကနှက်ရီကံပြူဟာကုန်းတိုက်ပွဲနှစ်လအတွင်းအကြံဖက်စစ်တပ်တပ်ဖွဲ့ဝင်26ရောက်အရှင်ဖမ်းမိပြီးလက်နက်ခဲယံတချို့ကိုပါတင်စီရမိခဲ့တယ်လို့ချင်းခါခွေရေးသက်အရှူနိုဝင်ဘာလ2ရက်နေ့စွဲနဲ့ထုတ်ပြန်ပါတယ်။ စက်တင်ဘာလမှအောက်တိုဘာလအတွင်းစစ်ကော်မရှင်ရဲ့မတရားသဖြင့်စစ်မှုထမ်းရန်စုဆောင်ခံရတဲ့စစ်ကော်မရှင်တပ်ဖွဲ့ဝင်26ယောက်အရှင်ဖမ်းဆီးရမိခဲ့ပြီးနေရီကန်လမ်းဟောင်းတစ်လျှောက်နေမြေရှင်းလင်းရေးလှုပ်ဆောင်စဉ်မှာလက်နက်ငယ်၄လက်နဲ့ခဲယမ်းအများအပြားတင်ဆီးရမိခဲ့တယ်လို့လည်းထုတ်ပြန်ချက်မှာဖော်ပြပါဗျာ။ တိုက်ပွဲနှစ်လကာလအတွင်း CDF အရှိုကတပ်ဖွဲ့ဝင်၂ယောက်အသက်ပေးလူခဲ့ရပြီးခြေလက်အင်ကဆုံးရှုံးသူ၂ယောက်အခြားထိခိုက်ဒဏ်ရာရရှိသူတပ်ဖွဲ့ဝင်၇ယောက်ရှိခဲ့တယ်လို့ဆိုပါတယ်။လက်ရှိနေရီကန်လေကြောင်းရံကာကွယ်ရေးဗျူဟာကုန်းကို အာရခတပ်တော်နဲ့ပူပေါင်းမဟာမိတ်တပ်ဖွဲ့တွေကဝိုင်းရံပိတ်ဆို့ထားပြီးပူပေါင်းတိုက်ခိုက်နေပါတယ်ရှင်။ နိုင်ငံတကာသတင်းတပုတ်အနေနဲ့ခရီးရန်တွေအပေါ်နှိပ်စက်ညှဉ်းပန်းမှုတွေနဲ့ပတ်သက်ပြီးနိုင်ဂျီးရီးယားကိုစစ်ရေးအရာအရေးယူမယ်လို့အမေရိကန်သမ္မတထရန့်ချိန်ချောက်တဲ့သတင်းကိုတင်ဆက်ပေးသွားပါမယ်။ အမေရိကန်သမ္မတဒေါ်နယ်ထရန့်ဟာအနောက်အာဖရိကနိုင်ငံနိုင်ဂျီးရီးယားမှာခရစ်ယာန်တွေအပေါ်နှိပ်စက်ညှဉ်းပန်းတပ်ဖြတ်နေမှုကိုအစိုးရကထိန်းချုပ်ဖို့ပြက်ကွက်တဲ့အတွက်စစ်ရေးအရာအရေးယူနိုင်ရေးစီစဉ်ဖို့ပင်တဂွန်ကိုစနေနေ့ကအမိန့်ပေးခဲ့တယ်လို့ AP သတင်းမှာဖော်ပြပါဗျ။သမ္မတထရန့်ကနိုင်ဂျီးရီးယားကိုပေးနေတဲ့အထောက်ပံ့နဲ့အကူအညီတွေအားလုံးကိုချက်ချင်းရပ်တန့်မယ်လို့လည်းသတိပေးခဲ့ပါဗျ။ နိုင်ဂျီးရီးယားအစိုးရဟာခရစ်ယာန်တွေကိုတပ်ဖြတ်မှုကိုဆက်လက်ခွင့်ပြုရင် အမေရိကန်ဟာနိုင်ဂျီးရီးယားကိုပေးနေတဲ့အထောက်အပံ့နဲ့အကူအညီအားလုံးကိုချက်ချင်းရပ်တန့်မှာဖြစ်တယ်လို့တမရထရန်ကလူမှုမီဒီယာမှာရေးသားခဲ့ပါတယ်။ တနတ်တွေနဲ့ရက်ဆက်ကြံကြုံမှုတွေကိုကျူးလွန်နေတဲ့အစ္စလာမစ်အကြမ်းဖက်သမားတွေကိုလည်းလုံးဝတုတ်တင်ဖယ်ရှားပစ်မယ်လို့လည်းဆိုပါတယ်စနေနေ့မနက်အစောပိုင်းကနိုင်ဂျီးရီးယားတမရကိုခရစ်ယာန်တွေအပေါ်နှိပ်စက်ညှဉ်းပန်းမှုကိုမထိန်ချုပ်နိုင်ဘူးလို့ဆွတ်ဆွဲခံရပြီးနောက်အနောက်အာဖရိကနိုင်ငံကိုအထူးစိုးရိမ်ပွဲနိုင်ငံအဖြစ်သတ်မှတ်ကြောင်းထရန်ကကြေညာခဲ့ပါတယ်။ကြေညာပြီးတရက်ခန့်အကြာမှာဒီတရိပ်ပေချက်ထွက်ပေါ်လာခဲ့တာဖြစ်ပါတယ်ရှင်။ နရစရာသတင်းဌာနကနိုင်စင်သတင်းတင်ဆက်မှုတွေကတော့ဒီလောက်ပါပဲ။နောက်နေ့တွေမှာလည်းထူးခြားတဲ့သတင်းတွေကိုဆက်ပြီးတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။ကျမတို့နရစရာကထုတ်လွှင့်တဲ့သတင်းတွေကို www.narisara.com မှာဝင်ရောက်ကြည့်ရှုနိုင်သလို Facebook, YouTube, Telegram တို့မှာဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။နရစရာရုပ်တံကိုကြည့်ရှုပေးတဲ့အတွက်ကျေးဇူးတင်ပါတယ်။အားလုံးကျမ်းမာရှင်လန်းကြပါစေရှင်။